nhiêu này được rồi <laughs> là hey làm học rồi nhìn đâu vậy Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn ဲကျွန်တော်တော့ဒီဝင်ကြီးရောအချုပ်စီမံဌာနကဥရိယာရှိတက်မောင်တို့ပါခင်ဗျအဲငလျင်စဖြစ်တဲ့နေ့မှာတော့ကျွန်တော်တို့ကဒီကျွန်တော်တို့လက်တောင်းထမ်းဆောင်နေပေါ့လေနေ့လည်းထမင်းစားပြီးချိန်လည်းဖြစ်တယ်ဒါပေမဲ့ဒီအစည်းအဝေးတွေပိုင်းလည်းရှိတဲ့ခန္ဓာရှိအဲ့လိုလှုပ်ရှုပ်နေကြတာပေါ့အားလုံးကိုယ်ခန္ဓာနဲ့ကိုယ်အဲ့ချိန်မှာပဲရုပ်သက်သက်နဲ့တစ်ခါမှမကြုံဘူးတဲ့ဒါအတွေ့အကြုံကြီးကိုစရလိုက်တာပေါ့ပြိုလဲတဲ့နေရာပြိုလဲအဲဗီဒီယိုတွေဗီဒီယိုတွေပြိုလဲတဲ့နောက်ပစ္စည်းတွေပြိုကျတယ်နောက်တချို့ဆိုရင်လည်း မိန်းကလေးလေလှန့်သွားတော့ဗောလေလှန့်သွားတော့ပြေးလို့လည်းမရအောင်တကယ်ကြတော့လှုပ်လှုပ်ခါနေအချိန်မှာလမ်းလဲလျှောက်လို့မရအောင်အားလုံးဒီလှုပ်တဲ့ကာလတော့ဒီ10မိနစ်10မိနစ်ပတ်ဝန်းကျင်လောက်တော့သတိထားမိတယ်ဗောနော်အဲ့အားလုံးပြီးသွားမှပဲဒီအဆောက်အပြင်ကိုထွက်နိုင်တယ်ဒါပေမဲ့ကန်ကောင်းလာတော့ကျွန်တော်ယုံကတော့အဆောက်ထိလိုက်တာပဲဒါမရှိတဲ့အတွက်အသက်အန္တရာယ်တော့ယုံကတော့လွတ်သွားတယ်လွတ်သွားပြီးတဲ့ခါကျတော့အဲ့နေ့မှာမီးတွေလည်းပြတ်သွားတယ်ဖုန်းလိုင်းတွေလည်းပြတ်တော့သွားဖြစ်တဲ့အတွက်တယောက်တယောက်ဆက်သွယ်လို့လည်းမရတော့လူကြီးတွေလည်းဒါအရေးပေါ်အချိန်နေမယ်အားလုံးသဘောပေါက်လိုက်ပြီးတိလိုက်ဗောအဲ့တော့ယုံကနေပြီးတော့ အဖုံးကုတ်တဲ့တချို့တွေကရပါတဲ့သူတွေလည်းရှိတယ်ရှိတဲ့အခါဟိုဘက်မှာဝန်ထမ်းတွေနေတဲ့ရက်ွက်တွေတိုက်တရားတော့တချို့တိုက်တရားပြီးတဲ့တိုက်ပြီးတယ်ပြူတဲ့တိုက်တရားလည်းပြူတယ်လို့သတင်းကြတော့အားလုံးကညို့တဲ့တဲ့နဲ့ကိုယ့်နေရာကိုပြန်ကြတော့ပြန်ကြတဲ့အခါကျတော့ဆက်ဆက်ရင်တွေ့ရတာတော့ဒီပြူလဲနေတဲ့တိုက်တွေတို့ပြီးခံတဲ့တိုက်တွေတို့အဲ့လိုပေါ့ရုပ်တရက်အခြေအနေကြီးတနင်္ဂနွေနေ့ပွင့်ထွက်တာလည်းရှိတဲ့အခါကျတော့ဘာလို့လို့မှန်းတော့မသိဘူးပေါ့အားလုံးအဲ့ချိန်မှာလူကြီးတွေကတည်းမိသက်တစ်ဖွဲ့ဝင်နေတယ်လို့ဒီအရေးပေါ်ဟုတ်လား ကုညီကယ်ဆယ်ရေးတွေတော့ဆောင်ရွက်ရတော့မယ်ဆိုတာပြီးတော့ချိတ်ဆက်တာပေါ့အမြန်ဆုံးချိတ်ဆက်ပြီးတော့ဒါရောက်လာတယ်အချိန်မီသူတို့လည်းတက်နိုင်နေမြအမြန်ဆုံးပေါ့လေရောက်လာတော့လည်းပဲလူတွေကအင်အားအရင်များတယ်ဗျဖြစ်ဖြစ်တဲ့ area အရင်ကျေပြန့်တဲ့ခါကျတော့ကျွန်တော်တို့တိုက်တရတော့ရုတ်တရက် LAN LAN ကြောဆက်သွယ်မှုတွေပါလေအရင်ကြီးမကောင်းသေးတော့လေ LAN တွေကလည်းတော်တော်ပြတ်သွားတယ်ကားတွေပါလေဆိုချက်ချင်းကြီးအရင်လိုပြင်လည်မှမရောက်နိုင်တဲ့ကြော်ရတယ်ဖြတ်ဖြတ်မောင်းရတာတွေရှိတယ်ပေါ့နော်အဲ့အချိန်မှာပဲအားလုံးကဒါ အဲတိုက်ပြူရဲသူတွေပါဆိုလဲအကုန်လုံးဒီကယ်ဆယ်ရေးပိုင်းတွေဟာလေအဲ့ဒါကိုဦးစားပေးလောက်ရတော့ပေါ့နော်အဲ့ဒါလေးကြုံတွေ့ရပါဗျကျွန်တော်တို့ဒီပထမဆုံးတော့ငလင်ဖြစ်သွားပြီဆိုတော့ငလင်ရဲ့ဒီတဘာဘေးတွေမှာဘာနဲ့မှမတူဘူးပေါ့ပြောလျက်စစ်မီလည်းမရှိသလိုဘာမှလည်းလှုပ်လို့မရတော့ဘူးအဲ့အချိန်မှာကျွန်တော်တို့ကတောက်ရည်တွေလည်းခက်ခဲရှိလို့စားရည်တောက်ရည်တွေလည်းကျွန်တော်ခက်ခဲရှိပါအဲ့အချိန်မှာအားလုံးကဒီနိုင်ငံတော်ကအရေးပေါ်အခြေအနေနဲ့ဒီကုညီတဲ့အဖွဲ့တွေဟုတ်လားထောက်ပံ့ပေးခြင်းနဲ့ဒီစေနာရှင်တွေအကုန်လုံးရဲ့စိတ်စေနာကြောင့်အခုလိုပေါ့နော်လာလူပေးတဲ့ သူတွေကိုကျေးဇူးလက်တင်ပါတယ်သူတို့အခုချိန်မှာအရေးပေါ်စားရတဲ့ခက်နေတဲ့ချိန်မှာဒီလိုမျိုးအရန်တင်စားနိုင်အောင်သူတို့ကမခရလှုပ်ပေးတယ်အလုံးပင်မဆင်းရဲပြီးတော့ဟလားဟိုကြံလက်သွားမရှိအောင်ဘောနော်လာရောက်ကူညီပေးကြတဲ့သူတွေအကုန်လုံးကိုတူဦးတယောက်ချင်းစီတိုင်းဘောကျေးဇူးအထူးတင်ပါတယ်ဒီရှုတန်နေမိသားစုနဲ့ဒီ sky net အဖွဲ့သားတွေဆိုလဲဒါလာရောက်ပြီးတော့ခုလိုအမင်းနေဟင်းနေဒီကူညီဆောင်ရွက်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ one and one မြောက်ပါတယ်နောက်လည်းဒီလိုတူနိုင်အောင်လဲကျွန်တော်တို့ဟို

ဟိုငလေးလောက်တဲ့နေတော့ဆိုလို့ရှိရင်ညီမတို့ကရုံးတက်ပြီးတော့ခင်းင်းစပြီးဒါစားပေါ့နော်ဟိုရုံးလုပ်ငန်းတွေဆောင်ရွက်နေတော့လေအရန်ဟိုတုံးလုံးသွားတယ်ပေါ့နော်ဟိုတခါမှလည်းမကြုံဘူးလေဒီဘေးဒုက္ခတွေလေဒီအငယ်လေးကိုကြာတော့ဒီဟိုကမူဂျိုအကြောင်းမှာတွားထားပါတော့နော်ဟိုဘက်ဟိုဘက်ဒီဌာနမှာပဲမူဂျိုအကြောင်းလေးဖွင့်ပေးထားပါတယ်ကလေးတွေတော့လေမူဂျိုဟိုကညီမတို့ကတော့ဒီမှာရုံးလုပ်ငန်းဆောင်ရွက်နေတဲ့အချိန်ကြာတော့အဲ့မှာမင်းနေတအားကတော့ အနေတာလှုပ်လာတဲ့ချိန်ကညီမတို့လည်းဟိုဟိုဟိုစီမကိုင်မီလက်မကိုင်မီအဲ့လိုမျိုးဟိုဟိုဒီဖြစ်တာပေါ့နော်ဒီရန်လည်းအရန်လည်းကြောက်တာပေါ့နော်ဒီဒီဘေးတော့ပါရတခါမှလည်းမကြုံဘူးပေါ့နိဘုခံမပြရဘူးဘာနာဆုံးပါဆရာကမိဘတွေနဲ့လေးတွေနဲ့ချက်ခဲ့ အားစိတ်ဘူးပါညီမတို့အရာဘတ်တရားလေပုံပြိုးကုန်လားပေါ့နော်ဒါသာခင်ဗျာပြိုးကုန်ပြီလို့ပတ်ပစ္စည်းမပြေမနီးရနေပြီလို့လာပြီစောက်တော့ဘူးလေပူရန်ပြီလို့အရင်ကြည့်တဲ့ပေါ့ငါ့ရုံတက်တဲ့ရုံတက်တဲ့ကလာမလီရှင်းတယ်လေမိသားစုကလေစောက်တော့ဘူးလားလူတန်းပြီစောက်တော့ဘူးတော့မပူပါဘူးပေါ့နော် ော်ဘောအဲ့တော့အရင်ကျေးဇူးတင်ပါတယ်ရွှေသန်လေးမိသားစုဒီတမကလည်းလူနိုင်ပါစေအဲ့လိုမျိုးအမှုရှင်လေးလမ်းလူဝေးရတော့ကျေးဇူးများတယ်ညာတို့ကတော့မလာတော့ဘူးတို့ဇေယျမတို့ကစီရင်ပြေတော့မယုံပေနောက်မှလည်းဌာနကနေပြီးတော့ယုံပေနောက်မှလည်းနေဖို့ထိုင်ဖို့လေးစီစဉ်ပေးတယ်တော့ဒီဒီဟိုကယူရီမီယာကဲမှလည်းညီမတို့တွေခွဲပြီးတော့နေထိုင်ကြတယ်ပေါ့နော်စာကိုတောက်မှုတွေအတွက်လည်းဒီရွှေသန်လေးမိသားစုကနေပြီးတော့ ကိုထမင်းကြီးနေချက်ပြုတ်လူလမ်းပေးရတဲ့အဆင်ပြေပါတယ်။အခုတက်မကလည်းနိုင်ပါသေးရှိတယ်လူမိသားစုတောင်းပေးပါတယ်။